ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အော်တိုဘာလ19ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေမုန်တိုင်းအသစ်ဖြစ်ပေါ်လာမယ်အားကောင်းသောလေပြင်းအားနဲ့ရေဝန်သတင်းနဲ့တတိထားရမယ်လေပွေလှိုင်းရာသီဥတုသတင်းအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်မင်္ဂလာပင်လယ်ရှေ့တောင်ပိုင်းမှာအော်တိုဘာလ20ရက်နေ့မှာ22ရက်နေ့မှာလေပြင်းအားနဲ့ရေဝန် LPA တစ်ခုဖြစ်ပေါ်လာနိုင်ပြီးအနောက်နဲ့အနောက်မြောက်ဘက်ကိုရွေ့ရှားကမင်္ဂလာပင်လယ်အနောက်တောင်ပိုင်းကိုဝင်ရောက်ကာအော်တိုဘာလ23ရက်နေ့မှာအားကောင်းသောလေပြင်းအားနဲ့ရေဝန်အဖြစ်ကိုရောက်ရှိနိုင်ပါမယ် အော်တိုဘားလ24ရက်နေ့မှာအာကောင်းသောလေဖျားနဲ့ရဲဝံ LPA ဆင့်မှမုံတိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်ပြီးဘင်္ဂလားပင်လယ်ော်နောက်လေပိုင်းမှတဆင့်အိန္ဒိယနိုင်ငံတမီနာဒူပြည်နယ်မြောက်ပိုင်းနဲ့အင်ဒရာပရာဒိရှ်ပြည်နယ်တောင်ပိုင်းမှတဆင့်ကန်ရန်နေရာများမှာအင်ဒရာပရာဒိရှ်ပြည်နယ်တောင်ပိုင်းကုန်းတိုင်းနေရာများကိုဝင်ရောက်ရိုက်ခတ်နိုင်ပါတယ်။လေဖျားနဲ့ရဲဝံဖြစ်ပေါ်လာပါက 92B အဖြစ်သတ်မှတ်ပေးပါမယ်။အာကောင်းသောလေဖျားနဲ့ရဲဝံဒါမှမဟုတ်မုံတိုင်းငယ်အချိန်မှလွင့်ဆင်လာသောမိုးတိမ်တိုင်းများမှာ ဆောင်းရာသီကုပြောင်းချိန်ဖြစ်တဲ့အတွက်မိုးတိမ်တိုင်းများမှာအရှိမြောက်ဘက်ကိုရွေရှား၍အော်တိုဝါလာ22ရက်နေ့မှာ28ရက်နေ့မှာအေအော်ဒီတိုင်းဒေသကြီးရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထင်းထင်းမိုးရွာသွန်းနိုင်ပြီးမိုးအနှဲငယ်ကြီးနိုင်ပါမယ်။များသောအားဖြင့်တာယာနိုင်ပါမယ်။ ော်တိုဘာလ25ရက်နေ့မှာစပြီးတော့ကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းအရှေ့ပိုင်းတို့မှာညအပူချိန်20ဒီဂရီစင်တီဂရိတ်ထိရောက်ရှိနိုင်ပြီးအနည်းငယ်အေးလာနိုင်ပါမယ်။ဒိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာတာယာကြီးလည်နိုင်ပြီးဘိုးတိမ်တိုင်းအချို့ဖြစ်ထွန်းနိုင်ကနေရာကွက်ကြားမိုးနှင်းငယ်မှမိုးအထင်တင်ရွာသွန်းပြီးမိုးအနှင်းငယ်ကြီးနိုင်ပါမယ်။ရန်နီးလျင် နေ့စဉ်ဖော်ပြပေးသွားပါမယ်။အော်တိုဘာလ22ရက်နေ့မှ30ရက်နေ့အထိမွန်ပြည်နယ်၊ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတို့မှာရန်ဖန်ရန်ခါလေပြင်းချို့15မိုင်မှမိုင်30နှုန်းထိတိုက်ခတ်လာနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးရှေ့တန်းရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတို့မှာရန်ဖန်ရန်ခါလေပြင်းချို့15မိုင်နှုန်းခန့်တိုက်ခတ်လာနိုင်ပါမယ်။အခုဆက်လက်ပြီးအော်တိုဘလာ16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်အရှေ့လေပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီး ကပလီပင်လယ်ပြင်နဲ့ကြံပင်္ဂလာပင်လယ်တို့မှာတိတ်အသင့်တင့်မှတိမ်ထူထက်နေပါတယ်။ထူးခြားတဲ့အချိန်တွေကတော့ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာကြများအရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်အနောက်မြတ်ဘက်သို့ရွေ့ရှားခဲ့ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းတောင်ပိုင်းပင်လယ်ကွေ့သို့ရောက်ရှိခဲ့ပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းသို့ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညနေထိခန့်မှန်းချက်ကတော့နေပြီးတော့မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကွက်ကြားရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊အေရော်တီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကျကျနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာပါမယ်။ကြွားရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတိုင်းထွာကြများရာအေရော်တီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လေပင်မှာတော့လှိုင်းနေငယ်မှာလှိုင်းအသင့်တင်ရှိပါမယ်။တိုင်းမြမမြမကန်ရုံးတစ်ချောင်းနဲ့ကန်းလွန်ပင်လေပင်တို့မှာ၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးမှာမိုးပိုလာပါမယ်။ဒီပြည်တော်နဲ့နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့ နေရာကွက်ကြားမိုးထချုံရွာပါမယ်။ကြွားရံရာနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဒီတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ကြွားရံရာနှုံးပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဒီတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထချုံရွာပါမယ်။ကြွားရံရာနှုံး80ဖြစ်ပါတယ်။အခုဆက်လက်ပြီးမြေကြီးချင်းနေများကိုတင်ဆက်ပေးသွားပါမယ်။6နိုင်ခွဲချင်းတိုင်းထွာချက်အရမြေကြီးနားမြို့ရဲ့မြေကြီးဟာအနှုတ်3စင်တီမီတာတလက်မှခံထက်ကြပါရယ် မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်က32.39ဒီဂရီဆဲလ်စီယပ်ရှိခဲ့ပြီးယနေ့အနေဆုံးအပူချိန်ကတော့15.5ဒီဂရီဆဲလ်စီယပ်ဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြို့ရဲ့မြေဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်629စင်တီမီတာ28ပေအလိုခန့်မှာရောက်ရှိနေပါတယ်မြေကြီးအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာအရာရင်းမြေထပ်ပိုင်းမှာမိုးအားအနှိမ့်ငယ်ရှိနေပါတယ် ရန်ဖန်ရန်ကား ARI မြေဆုံထပ်ပိုင်းမှာနေရာကွက်ကြားမိုးတဲထံသာရွာသွန်းခြင်းများကြောင့်မြစ်ကြီးနားမြစ်ရေကြားဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ARI မြေထပ်ပိုင်းမေခမြစ်နယ်မလိခမြစ်ဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှံ့ငယ်ရှိနေပါတယ်။ ARI မြေရိုးတစ်ချောင်းနဲ့ချင်းနှင်းမြေရိုးတစ်ချောင်းမြစ်ကမ်းအနီးမြင်းနှိမ်ဒေသများနဲ့မြင်းလူကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အရာဝတီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြတော့မိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ပထမဦးစွာချင်းနှင်းမြရဲ့ချင်းနှင်းများကိုတင်ပြပေးပါမယ်။6နိုင်ခွဲချင်းတိုင်းထွာကြများရာခန္ဒီမြို့ရဲ့မြေကြီးဟာအနှုတ်14စင်တီမီတာပေဝတ်နီနီခန့်ထက်ကြပါရစေ။မုံရမြို့ရဲ့မြေကြီးဟာအနှုတ်2စင်တီမီတာတလက်မခန့်ပြန်ကြပါရစေ။ချင်းနှင်းမြရဲ့အတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူကဲမြရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ ခန်းနီးမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဟုံမလင်းမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဖောင်းမြေမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မော်လိုက်မြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကလေးဝါမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မင်းကင်းမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကဏီမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မုံရမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ဆလဘီ ARA မြေရည်ခြေနေများကိုတင်ပြပေးသွားပါမယ်။ ဗမော်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ချွေကူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကတာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။တပိတ်ချင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မန္တလေးမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။စကိုင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မြင်းမှုမြို့မှာမြေကြီးအတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းမှာ ပြန်လည်ကျဆင်းနိုင်ပါတယ်။ပခုတ်ကူမြို့မှာမြေကြီးအနှဲငယ်ထပ်တက်နိုင်ပြီး ယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ညအုံမျိုးမှာမြေကြီးအနေငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ချောင်းမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းမှုမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မကွေးမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကီမျိုးမှာမြေကြီးအတက်အကျမရှိရပ်တန့်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ စိတ်သားမျိုးမှာမြေကြီးအနေငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကျဆင်းနိုင်ပါတယ်။ဟင်္ဒရာမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါဦးမယ်။ဇလုံမျိုးမှာမြေကြီးဖြည်းဖြည်းချင်းဆက်တက်နေပါဦးမယ်။အခုနောက်ဆုံးအနေနဲ့မိုးရေချင်းချင်းတွေများကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်အနောက်တောင်မုတ်တုံလေအားအသင့်တင်ရှိပြီးအရှိတောင်အထက်အထက်မြင့်လေးပွေလှိုင်းအားပြော့ခြင်းကြောင့်မိုးနေလာပါမယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ခုနှစ်ခုအောက်တိုဘာလ19ရက်နေ့မနက်အစောပိုင်းချိန် ညနေညနေဆောင်နဲ့ညအူပိုင်းအချိန်တို့မှာ နေရာကွက်ကြားမိုးကြဲကြဲမှမိုးကြီးပါမယ်။ကယားပြည်နယ်တနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်အရှေ့ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့နေပြီးတော့အပါဝင် နေတာပါမယ်။ထပ်မံပြီးတော့2025ခုနှစ်အော်တိုဘာလ19ရက်နေ့မှာမိုးရွာသွန်းနိုင်မယ့်မြို့နယ်များကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းဒေသကြီးတွင်းမှာရှိတဲ့မင်းလှတာယာဝတီလက်ပတန်းအစိုးပါမြို့နယ်များမှာ ညနေဆောင်ရုတ်တရက်မိုးပပရွာပါမယ်။အေယောက်တိုင်းဒေသကြီးတွင်မှရှိတဲ့ပသိမ်ကံကြီးတောက်ငပူတော်မြောင်းမြအိမ်မဲနဲ့လက်ပတ်တာတို့မှာညနေနဲ့ညပိုင်းမှာ နေရာကျကျဲမိုးရွာသွန်းပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာတော့နေတာပါမယ်။မွန်ပြည်နယ်မှာလည်းနေတာပါမယ်။ကရင်ပြည်နယ်မှာလည်းနေတာပါမယ်။မကွေးတိုင်းဒေသကြီးတွင်မှရှိတဲ့မြိုင်ပေါက်ကံကောကြောက်ထုစောရေစကြူပခန်းကြီးကံမရေနံကြောင်မြို့သက်ဆလင်းပခုတ်ကူ မြစ်ခြေနယ်စင်ပြူကျွန်းတို့မှာညနေ2နာရီနောက်ပိုင်းမိုးရွာသွားပါမယ်။မန္တလေးလိုင်းဒေသကြီးတို့မှာရှိတဲ့မန္တလေး၊တကောင်း၊တပိတ်ချင်း၊မတရား၊စင်ကူး၊ပြင်ဦးနယ်၊ပသိမ်ကြီး၊နေပြည်တော်၊လယ်ဝေး၊တက်ကုံ၊မြင်းမူ၊ငစွန်း၊ဘိုးကုတ်၊တောင်သာ၊မလှိုင်၊ကြောက်ပတောင်းနယ်ညောင်မြို့တို့မှာနေ့လယ်12နာရီနောက်ပိုင်းမိုးရွာသွားပါမယ်။စကိုင်းနိုင်ဒေသကြီးတွင်မှရှိတဲ့စကိုင်း၊မုံရွာ၊ပလဲ၊ဝက်လက်၊ကဏီ၊ကလေး မင်းကင်းမော်လိုက်ဖောင်းပြင်းဖုံမလင်းခမ်းပတ်တမူဘုဒ္ဓလင်းကံမလူကျွန်းလှဒဇယ်ရွှေဘူဆလင်းကြီးကတာထီးကြိုက်အင်းတော်ကောလင်းရေဦးခင်ဦးချောင်းဦးဒီပင်းရင်နဲ့ရင်းမမင်းတို့မှာမနက်တနားရီနောက်ပိုင်းမိုးရွာပါမယ်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တောင်ကြီးလာရှိုးနောင်ချိုနန်းဖက်ကမပိမိုးမိတ်ကလောအောင်ပန်း င်လုံမူဆယ်လောက်ကိုင်းမုံကို ရွှေလီတို့မှာမနက်တနာရီနောက်ပိုင်းမိုးရွာသွန်းပါမယ်။ရခိုင်ပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာ နေတာပြီးတော့ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ပန်းဝါလိုင်စာရွှေကူပမော်ဝိုင်းမော်မြကြီးနာတာလောကြီးချီပွေမိုးညင်းနဲ့မိုင်းကာတို့မှာနေတာပါမယ်။တရင်သာရီတိုင်းဒေသကြီးအတွင်းမှာနေတာပါမယ်။ကယားပြည်နယ်အတွင်းမှာလည်းနေတာပါမယ်။ ချင်းပြည်နယ်တွင်းမှာရှိတဲ့ဟာခာမင်းတက်ဖလန်းစမီပလဝထန်တလန်နဲ့တီးတိန်တို့မှာညနေနဲ့ညပိုင်းမှာမိုးရွာသွန်းမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ အားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါသည်ခင်ဗျာ